ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မှာရှိတဲ့ DKBA ထိုင်းချုံနယ်မြေဖလူလေးကျေးရွာကနေကြောက်ခက်ဝော်လီအထိနိုမာလ26ရက်နေ့ကစပြီးစီရေးလှုပ်ရှားတဲ့အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြတ်တန်းတွာလာခွင့်မပြုတော့ဘူးဆိုတဲ့အကြောင်း DKBA ဗဟိုဌာနချုပ်စုံစည်းမြိုင်က ထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့နိုမာလ23ရက်နေ့ကဖလူမင်းလက်ပံကျေးရွာလမ်းပိုင်းက PKBA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ကြားဖြတ်ငွေလေလုပ်ငန်းခြံဝင်းတစ်ခုကို KNLA မဟာမိတ်တပ်ဖွဲ့တွေကထိန်းချုပ်စီးနှင်လိုက်ပြီးတဲ့နောက်ပိုင်းအခုလို DKBA တပ်ဖွဲ့ကစည်ရင်းနေမြေကန်တချက်ထုတ်ပြန်လိုက်တာလို့အခြေအနေတည်တဲ့ DKBA သတင်းရင်းမြစ်က PPL Radio မြန်မာကိုပြောပါတယ် အခုလက်ရှိမှာတော့ DKPA တပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေတဲကငွေလုံလုပ်ငန်းနေရာတွေကို DKPA တပ်ဖွဲ့ကလုံခြုံရေးတုံ့ပြန်ချထားပြီးငွေလိမ်အလုပ်သမားတွေကိုလည်းတိမ်းရှောင်ထွက်ပြေးတာမျိုးမလုပ်ကြဖို့တတိပေးထားတယ်လို့သိရပါဗျ။လက်ရှိမှာ DKPA တပ်ဖွဲ့ကစီးရင်နယ်မြေဖြတ်တန်းဝင်ကန့်တက်လိုက်လို့ဖလူဖလူလေးတုံထက်ခွေပလဲတို့တိတ်ပေါ်ဖို့ကြောက်ခက်စုံစည်းမြိုင်ဥက္ကဋ္ဌစုကလီဝေါ်လီဒေတာမှာနေထိုင်ကြတဲ့သူတွေလမ်းပန်းဆက်တွေတားလာလို့မရတော့ဘူးလို့သိရပါဗျ။